မိမိရဲ့ YouTube channel တစ်ခုမှာကျွန်တော်တို့ဗီဒီယိုတစ်ပုတ်ကိုဘယ်လိုမျိုးစနစ်တကျနဲ့ဒီဒီပေါ့နော်ဒီ view တွေ subscriber တွေများလာအောင်ဘယ်လိုမျိုးတင်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်။ပထမဆုံးကျွန်တော်တို့ဒီ YouTube application နဲ့ကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ။ Okay အဲ့ထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က YouTube video ဖြစ်မှာတင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အောက်ကကျွန်တော်အလဲတဲ့အလဲကအပေါင်းလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါ။ โอเคဒီတက်ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကိုတင်မဲ့ဗီဒီယိုကိုကျွန်တော်တို့ရွေးပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကိုတင်မဲ့ဗီဒီယိုကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคအဲဒီဒီလိုမျိုးပေါ့နော်ကိုတင်မဲ့ဗီဒီယိုကအခုလိုမျိုးဒီထက်ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာပေါ့နော်အ create a title ဆိုတဲ့နေရာမှာကျွန်တော်တို့ကဟိုပါပေါ့နော်ဒီ create a title ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီဗီဒီယိုရဲ့အကြောင်းအရာကိုကျွန်တော်တို့ထည့်ပြီးတော့မှရေးပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်က အဲဒီဗီဒီယိုကကျွန်တော်ကဘာအကြောင်းတင်ပါလဲဆိုတော့ကျွန်တော်ကဒီမှာပေါ့နော်အဲဒီဟိုဒီဂျပန်တိတ်တော့ account တစ်ခုကိုကျွန်တော်ကဘယ်လိုဖွင့်ရမလဲဆိုတာကိုကျွန်တော်တင်ပါပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ကဒီမှာဘယ်လိုမျိုးရေးမလဲဆိုရေးမလဲဆိုလို့ရှိရင်တော့ โอเคကျွန်တော်ခုလိုမျိုးကျွန်တော်ရေးထားတယ်အဲနောက်ကကျွန်တော်အင်္ဂလိပ်လိုမျိုးကျွန်တော်ထပ်ထည့်မယ်ဘောတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတခြားနိုင်ငံရဲ့ viewer တွေလည်းကျွန်တော်တို့လိုချင်တာဖြစ်တဲ့အတွက်အင်္ဂလိပ်လိုလည်းကျွန်တော်တို့ထပ်ထည့်ပါမယ်အဲဒါပေမဲ့တစ်ခုတတိထားပေးရမှာကတော့ကျွန်တော်တို့ဒီမှာပေါ့နော်အဲဒီတိုက်တယ်ကကျွန်တော်တို့စကလုံးတရာကျော်လို့မရပါဘူးအဲ့လိုတရာကျော်ရင်တော့ကျွန်တော်တို့ပြန်ပြီးတော့မှစကလုံးကိုဟိုဟာစလုံးရေတော့ကိုကျွန်တော်တို့ short ပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ကဒီမှာအင်္ဂလိပ်စာတစ်ခုထပ်ထည့်မယ်โอเคဒီမှာပေါ့နော်ဒီအောက်မှာကျွန်တော်တို့ဒီမှာစလုံးတရာမှာဒီမှာကျွန်တော်က60နဲ့60နဲ့မှာ၄လုံးရေးထားတယ်ပေါ့နော် အဲ့အဲ့မှာကျွန်တော်တို့က discussion မှာပေါ့နော် discussion မှာလည်းကျွန်တော်တို့က အဲဒီတော့ဒီ title ကိုကျွန်တော်တို့ copy ယူပြီးတော့မှကျွန်တော်တို့ပြန်ထည့်ပေးလို့ရတယ်အဲ့တော့ကျွန်တော်ဒီကောင်ကိုပဲကျွန်တော် copy ပြန်ယူခဲ့တယ်အဲပြန်ယူပြီးတော့မှ okay copy copy ပြီးရင်တော့ကျွန်တော်တို့ဒီမှာတော့ဒီ add 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 description ဆိုတဲ့နေရာမှာကျွန်တော်အဲအဲ့ဒီ source ကကျွန်တော်ဒီရေးခဲ့တဲ့ဒီတော့ဒီကောင်ကိုပဲကျွန်တော်ပြန်ပြီးတော့မှကျွန်တော်ထည့်ထားတယ်ဗောနော်အဲဒီမှာကတော့စလုံးရေးအတွက်ကကျွန်တော်တို့အဲဗောနော်ဒီထည့်လို့ရတယ်အများကြီးပဲထည့်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲဒီမှာကျွန်တော်ကဒီကောင်ဒီ description မှာဆိုရင်ကျွန်တော်ခုလိုမျိုးကျွန်တော်မသွားတော့ဘူးအဲဒီမှာ space နဲ့ပဲကျွန်တော်သွားမယ်ဗောနော်အဲသွားပြီးတော့မှကျွန်တော်တို့အဲ ီမှာထည့်ကျင်တဲ့ hashtag လေးကျွန်တော်တို့ထည့်ထည့်မယ်ပေါ့နော်အဲဒီမှာ how to အဲ how to လို့အဲဒူဒါဒီလိုမျိုးလေးထည့်ခြင်းအားဖြင့်ကျွန်တော်တို့ပေါ့နော်အဲဒီ how to လို့ပါလို့ဆိုပြီးတော့ပါဒီကျွန်တော်တို့ရဲ့ဒီ viewer တွေကရှာတယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ရဲ့ video ကိုအဲအဲ့လိုမျိုးဟိုဒီပြတ်တပေးမှာဖြစ်လို့ကျွန်တော်ဒီလိုမျိုးထည့်ရတာပေါ့နော်အဲအဲ့ဒီတော့ကျွန်တော်တို့ကဟုတ်ပြီအဲဒီလိုမျိုးထည့်ပြီးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာလဲကျွန်တော်တို့အဲဒီမှာပေါ့နော်အဲဟိုပါပေါ့နော်ဒီမှာလဲကျွန်တော်တို့တခြားဟာလေးတွေရေးလို့ရသေးတယ်ကျွန်တော်တို့ like and like and subscribe ပေါ့နော် like and SUB SUB SCRIB ဘောနော် like and subscribe အဲလုတ်ပေးခဲ့ကြပါအောင်ဘောနော်လုတ်ပေးခဲ့ကြပါအောင်ဘောနော်အောက်ဆိုပြီးတော့အဲအော်တော့ဘောနော် Okay အဲ့လိုမျိုးလေးကျွန်တော်တို့ထပ်ရေးတယ်ရေးပြီးတော့မှဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီမှာတော့တိုက်တယ်လဲပြီးသွားပြီတိုက်တယ်လဲပြီးသွားပြီအဲ discussion နဲ့ကျွန်တော်တို့ထည့်ယူသွားပြီဘောနော်အဲ့အဲ့တော့ကျွန်တော်အောက်မှာကျွန်တော်တို့ဘာလို့ visibility ဆိုတာရှိရပေါ့တော့အဲ့ဒီနေရာကိုကျွန်တော်နှိပ်လိုက် နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့အဲကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်ဒီမှာအဒီအပေါ်က public ဆိုတဲ့ဟာကိုရွေးပြီးတော့မှတင်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ video ကရှင်းရှင်းပေါ့နော်အဲဒီ viewer တွေစီကိုရောက်သွားမှာဖြစ်တယ်အဲအဲ့ဒီတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမှာ အဲဒီမှာသူကစာလေးရေးပြထားတယ်ဗောနော်ဒီမှာ and list ဆိုတာရှိရောတော့ and list ဆိုတာက anyone with the link can can view ဗောနော် okay နောက်ပြီးတော့ကျွန်တော်ဒီ private ဗောနော် private ဆိုတာနောက်တစ်ရှိတယ်အဲ့ဒီ private ဆိုတာကတော့ကျွန်တော်တို့ဒီမှာဗောနော်အဒီကောင်ကိုကျွန်တော်တို့ video ကိုမတင်သေးဘူး private နေတယ်ပဲကျွန်တော်တို့ရဲ့ channel မှာခဏတင်ထားအောင်ပါဆိုပြီးတော့ပြောတာပဲဖြစ်ပါတယ် okay ကျွန်တော်ကဒီ private နေတယ်ပဲကျွန်တော်ဒီ video ကိုတင်ထားမှာပဲဖြစ်ပါတယ် โอเคပြီးရင်တော့ကျွန်တော်တို့ဒီ location တွေပါတွေကတော့ကျွန်တော်ကဒီဒီ location ကကျွန်တော်နောက်မှပြောမယ်ကျွန်တော်အခုဒီ video ထဲမှာလည်းကျွန်တော်မထည့်ဘူးပေါ့เนาะအဲ့ဒါဒီ playlist ပေါ့ playlist မှာတော့ကျွန်တော်ဒီမှာတော့ ID knowledge ဆိုပြီးတော့မှကျွန်တော် playlist folder လေးတစ်ခုလောက်ထားတယ်အဲ့ဒီကျွန်တော်ရဲ့ video တွေအကုန်လုံးလည်းကျွန်တော်ဒီ ID knowledge ဆိုတဲ့ထည့်ကိုပဲကျွန်တော်ကဒီတင်တာဖြစ်တဲ့တော့ပေါ့เนาะအဲ့ဒီတော့ကျွန်တော်အဲ့ဒီ ID knowledge ဆိုတာလေးဝင်ဟိုပါပေါ့เนาะဒီရွေးလာရွေးပြီးတော့အောက်ကဒန်းဆိုတာလေးကိုကျွန်တော်နှိပ်ပေးလာမယ်ပေါ့เนาะ โอเคဒီမှာ tab product တော့ product product ဆိုတာကတော့ကျွန်တော်နောက်ပိုင်းမှာပါလာတာအရင်တော့ဗီဒီယိုတင်နေဆိုရင်တော့ကျွန်တော်မပါဘူးအဲ့တော့ tab product ဆိုတဲ့ဟာကတော့ကျွန်တော်မိမိရဲ့ဒီကြော်ညာတာပေါ့နော်ကြော်ညာပေးတဲ့ဟာတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်မထည့်ဘူးနောက်ပြီးတော့ဒီမှာ shop remixing ဆိုတဲ့နေရာမှာလဲကျွန်တော်ကဒီမှာအောက်ဆုံးက don't know allow remixing ဆိုတော့ကျွန်တော်ရွေးပေးလိုက်တယ်ရွေးပြီးတော့ကျွန်တော် back ကိုကျွန်တော်ပြန်ထွက်လိုက်တယ်ပေါ့နော်โอเคအဲ့ဒီတော့ဒီအောက်မှာနော် ad page promotion level ဆိုတဲ့ဟာရှိရပါတော့အဲ့ဒီကောင်ကလည်းကျွန်တော်လုံအောင်တရားကိုမရွေးဘူးပါမရွေးဘူးတရားပဲထားတယ် အဲအဲ့ဒီနောက်ကျွန်တော်အရေးကြီးတဲ့ဟာတစ်ခုရှိတယ်ဗောနဒီအောက်ဆုံးကားဒီဘောနအလက်ကုတ်တက်ဆိုတာရှိတယ်ဗောနအလက်ကုတ်တက်ဆိုတဲ့ဟာထဲကိုကျွန်တော်ဝင်လိုက်ပါဒီကောင်ကတော့ဒီကျွန်တော်တို့ရဲ့ဒီဘောတော့ဖန်တီးထားတယ်ဒီဘောတော့ကျွန်တော်တို့ရဲ့ဒီဗီဒီယိုကအဲ့ဒီ AI ပေါ့နော် AI နဲ့ပတ်သက်တာတွေကိုသူကဟို AI tool တွေနဲ့တုံထားလားလုပ်ထားလားဆိုတဲ့ဟာကိုသူကမေးတာပေါ့နော်အဲ့ဒီဟာကိုတော့ကျွန်တော်တို့ကမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်မဖြစ်မနေရွေးပေးခဲ့ဖို့လိုအပ်ပါတယ်အဲ့ဒီတော့ကျွန်တော်က no ကိုပဲကျွန်တော်ရွေးပေးလိုက်တယ်ရွေးပြီးတော့ကျွန်တော်ရှေ့ကိုပြန်ထွက်လိုက်တယ်ပေါ့နော် ်โอเคပြီးရင်တော့ကျွန်တော်ဒီအောက်မှာ comment ကိုကျွန်တော်ဖွင့်ထားမှာလားပိတ်ထားမှာလားလို့သူကမေးတယ်ပေါ့เนาะအဲ့တော့ကျွန်တော်က comment ကိုကျွန်တော် on ထားမှာဖြစ်တဲ့အတွက် comment ကို on ထားလိုက်တယ် on ပြီးတော့ကျွန်တော်တို့ဒီပေါ့เนาะဒီညာဘက်အပေါ်တောင်းက next ကိုကျွန်တော်ဆက်သွားလိုက်ပါတယ်โอเคဒီနေရာမှာကျွန်တော်ထပ်ပြီးတော့သူမေးတယ်ဗောနော်အဲ့မှာကျွန်တော်တို့ကဒီဗောနော် is this video တော့ make for care ဗောဒီ video က ကလေးတွေကြီးဖို့အတွက်အတွက်ပဲလားဆိုတော့သူကမေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကလေးတွေမကြီးသေးမကြီးထိုက်တယ်ဒီဗီဒီယိုလေးပါပါမှာကြောင်းအပါပါတော့မှာဖြစ်တာကြောင်းသူကအဲ့လိုမျိုးမေးတာပေါ့နော်မဟုတ်ဘူးကျွန်တော်တို့ရဲ့ဗီဒီယိုကဒီကလေးရောလူကြီးရောအကောင်လုံးကြည့်လို့ရတယ်ဆိုတော့ကျွန်တော်ပြောနေတယ်ဆိုရင်ဒီကောင်ကို no way ရွေးပေးခဲ့မှာဖြစ်ပါတယ်အောက်မှာလည်းကျွန်တော်8 restriction ဆိုတာရှိတယ်ပေါ့နော်အဲ့မှာဒီမှာပေါ့နော် viewer 18 over ပေါ့နော်18အသက်18ကျော်ကျော်ကျော်မှကြည့်လို့ရပါလားဆိုတဲ့ဟာကြီးပေါ့နော်ဒီမှာလည်းအောက်မှာလည်းကျွန်တော် no ပဲအပေါ်မှာလည်း no ပဲပေါ့နော်အဲ့ဒီနှစ်ခုလုံးကို no ရွေးပြီးတော့မှကျွန်တော်တို့ဒီမှာအောက်မှာ upload video ဆိုတာကို ျွန်တော်တို့နှိပ်လိုက်လို့ရပါပြီ။ Okay ဒါဆိုရင်ဒီမှာ C video ဆိုတာကိုနှိပ်ပြီးတော့မှကျွန်တော်တို့ video ကို upload တင်နေတာကိုကျွန်တော်ကြည့်လို့ရပါတယ်။အဲ့ဒီမှာကတော့ဒီကောင်ကကျွန်တော်တို့ line ရဲ့အရှင်နေရပါတော့ကိုယ့်ရဲ့ video ရဲ့ဒီဟိုဟာပေါ်တော့ဒီအရှင်ပေါ်တော့ video ရဲ့ဒီဟိုမဂါဘိုက်ကဘယ်လောက်ရှိလဲပေါ့နော်။အဲ့ဒါတွေအရာသူကနည်းနည်းတော့ကြာနိုင်တယ်ပေါ့နော်။အဲ့ဒါကိုတော့ကျွန်တော်တို့ကစောင့်စောင့်ပေးရမယ်ပေါ့နော်။အဲသူရဲ့ကြာချိန်တော့နည်းနည်းရှိမှာပဲ။ သူကကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာ upload တင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူကဒီမှာပေါ့နော်အောက်မှာဒီ process ဆိုပြီးတော့မှသူကကျွန်တော်တို့ရဲ့ဒီ video ကို monetize ဟိုပေါ့နော်ဒီ copyright တွေပါတယ်မိလာဆိုပြီးသူကဆက်တယ်ပေါ့နော်ဆက်ပြီးသွားပြီဆိုလို့ရှိရင်တော့သူကဒီမှာ ready to watch ဆိုပြီးတော့မှပေါ်လာပြီပေါ့နော် โอเคအဲ့လိုမျိုးဒီဘောတော့အဲ့လိုပေါ်လာပြီဆိုလို့ရှင်တော့ကျွန်တော်တို့ရဲ့ဒီဗီဒီယိုကကျွန်တော်တို့ဒီမှာဘောတော့ဒီ private ဆိုတာ ਨੇ ကျွန်တော်တို့ဗီဒီယိုကို upload တင်လို့ပြီးသွားပြီပြီးသွားပြီဆိုရင်ထပ်ပြီးတော့မှကျွန်တော်တို့အရေးကြီးတဲ့အရာတစ်ခုကိုကျွန်တော်တို့ထပ်ပြီးတော့ရောက်လာပြီဘောတော့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကျွန်တော်တို့ရဲ့ဒီဘော YouTube ဗီဒီယိုတင်လဲဆိုရင်ကျွန်တော်တို့က thumbnail ပုံတစ်ခုထည့်ရတယ်ဘောတော့အဲ့ဒီ thumbnail ပုံဆိုတာကအခုဒီမှာကျွန်တော်အောက်မှာဒီမှာပုံလေးတွေကျွန်တော်ထည့်ထားတယ်အဲအဲ့ဒီမှာဘောတော့ဒီမှာကျွန်တော်ဒီမှာဘောတော့အောက်မှာပြတ်သွားတယ်ဒီပုံလေးပြန်လိုချင်လားတော့ဒီအဲ့ပုံလေးထည့်ရတယ်ဘောတော့ဘာဖြစ်လို့လဲဆိုတော့ အဲဒီအဲ့ဒီပုံလေးကိုထည့်မှသာလေကျွန်တော်တို့ဒီ YouTube ပေါ်မှာလူ viewer တွေကကြည့်ရအချိန်မှာเนาะကျွန်တော်တို့ရဲ့ဒီ viewer တွေကကြည့်ရအချိန်မှာအဲ့ဒီပုံကိုသူတို့ကအရင်မြင်ရတယ်ဗောနော်အဲ့ဒီပုံကိုမြင်လို့သူတို့ကစိတ်ဝင်စားမှသာလေကျွန်တော်တို့ရဲ့ video ကိုထောက်ပြီးတော့မှကြည့်တာဗောနော်အဲ့ဒီတော့ကျွန်တော်ကဗောနော်အဲ့ဒီပုံကိုကျွန်တော်ဘယ်လိုထည့်ရမလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့မှပြောပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီပုံကိုထည့်မယ်ဆိုရင်တော့ဒီပုံတော့ YouTube ဆိုတဲ့ application ထဲမှာတော့ထည့်လို့မရပါဘူးအဲ့ဒီတော့ကျွန်တော်ကအပြင်ကိုပြန်ထွက်လိုက်တယ် ထွက်ပြီးတော့မှကျွန်တော်ဒီမှာဗောနော YouTube Studio ဆိုတာလေးရှိတယ်ဗောနော်ဒီမှာ YouTube Studio ဆိုတာလေးရှိတယ်အဲ့ဒီ YouTube Studio ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ okay youtube studio နဲ့ဒီ youtube မှာထည့်ထားတယ်ကျွန်တော်တို့ရဲ့ဒီပေါ့နော်ဒီ youtube channel account တော့ကတော့တူမရမယ်ပေါ့နော်အဲ့ဒီထည့်ရောက်သွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဒီအောက်မှာကျွန်တော်တို့ဒီမှာ content ဆိုတာရှိတယ်ပေါ့နော် dashboard ရဲ့ပြီးမှာ content ဆိုတာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါအဲ့ဒီထဲမှာကျွန်တော်တို့ဒီညာဘက်အပေါ်ကဒီမှာပေါ့နော်ဒီမှာအဲဒီမှာ japan tiktok account တစ်ခုဆိုတာဒီမှာပေါ့နော်20မိနစ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အဲ့ဒီထဲ video လေးတွေကိုဝင်လိုက် โอเคအဲ့ဒီတဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပုံပေါ်တော့ကျွန်တော်တို့ရဲ့ဒီ thumbnail ပုံကိုကျွန်တော်ထည့်လို့ရပြီအပေါ်မှာကျွန်တော်ခဲတဲ့ပုံစံလေးရှိရဲအဲ့ဒီခဲတဲ့ပုံစံလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคခုလိုမျိုးပေါ်လာပြီဆိုတော့ကျွန်တော်တို့ godic ကိုနှိပ်ပြီးနှိပ်ပြီးတော့မှကျွန်တော်အပေါ်ဘယ်ဘက်အပေါ်တော့ကဒီအမြလေးနဲ့ကျွန်တော်ပြန်ထွက်လိုက်ပြန်ထွက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်အဲဒီပေါ်ဒီဘယ်ဘက်အပေါ်မှာအပေါ်အပေါ်ထောင်းထားလေးမှာပေါ့နော်ခဲတဲ့ပုံစံလေးရှိရဲအဲ့ဒီခဲတဲ့ပုံစံလေးကိုကျွန်တော်နှိပ်ပေးလိုက် အဲ့မှာကျွန်တော်တို့ဒီပေါ့နော် thumbnail ပေါ့နော် thumbnail ထည့်ရမယ်အဲ thumbnail ထည့်မယ်ဆိုလို့ရှိရင်ဒီမှာ custom thumbnail ဆိုတာရှိပေါ့နော်အဲ့ဒီ custom thumbnail ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ okay ဟုတ်ပြီဒီမှာကျွန်တော်ကဒီ thumbnail ပုံတစ်ပုံကိုကျွန်တော်ဆွဲထားတယ်ပေါ့နော်အဲ့ဒီဟာ thumbnail ပုံကတော့ကျွန်တော်မိတ်ဆွေတို့ကိုယ်တိုင်ရဲ့ပေါ့နော်ဒီဒီကျွန်တော်တို့ရဲ့ဒီပြိဿတ်ဒီစိတ်ဝင်စားအောင်ဆွဲပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာဆွဲထားတာရှိရတဲ့အတွက်ကျွန်တော်အပေါ်ဆုံးကကျွန်တော်ဆွဲထားတဲ့ပုံကိုကျွန်တော်ယူလိုက်ပါတယ် โอเคဒီဒီပုံလေးကဘာဖြစ်ဖြစ်လူစိတ်ဝင်စားမှသာလဲကျွန်တော်တို့ရဲ့ဒီဗီဒီယိုကိုလူကအဲဘောနောအဲကြည့်ကြပါဘောနော viewer တွေကကြည့်ကြအောင်ဖြစ်တဲ့အတွက်ဒီပုံကိုစိတ်ဝင်စားကြကောင်းအောင်ကျွန်တော်တို့ဆွဲဖို့လိုအပ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ညာဘက်ပေါ်တောင်းကဒန်းကိုနေပေးလိုက်ပါโอเคဒီမှာဒါဆိုရင်တပ်မလေးပုံတော်လေးကိုရောက်သွားပြီဗောနော။โอเคဒီနေရာမှာကျွန်တော်တို့ကဒီ YouTube Studio ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကအောက်မှာ visibility ဆိုတဲ့နေရာကိုကျွန်တော်တို့ဒီမှာအောက်မှာ private ဆိုတာဖြစ်နေတယ်ဗောနော။အဲ့ဒီ private ဆိုတာကိုကျွန်တော်တို့နှိပ်လိုက်ပါ။ နေ့ရင်တော့ကျွန်တော်ကဒီဗီဒီယိုကိုကျွန်တော်ကအခုလက်ရှိလဲကျွန်တော် public အနေနဲ့ကျွန်တော်မတင်ခြင်းသေးဘူးမတင်ခြင်းသေးဘူးပေါ့နော်ဒီဗီဒီယိုကိုကျွန်တော်က schedule နဲ့တင်မှာပေါ့နော် schedule နဲ့ schedule နဲ့တင်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့အဲကျွန်တော်တို့ကဒီဗီဒီယိုကိုအဲဒီမှာပေါ့နော်ဒီ16ရက်နေ့ banana တင်မှာပေါ့နော်16ရက်နေ့ banana တင်မှာဆိုတဲ့ဟာမျိုးကျွန်တော်တို့ကအဲအချိန်နဲ့တင်ထားပြရပေါ့နော်အဲ့ဒီအချိန်မှာသူကသူဗီဒီယိုက upload ဖြစ်သွားတာကိုဆိုလို့ကျွန်တော်ဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ကတော့အမြဲတမ်းအဲ့လိုမျိုးတင်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီနေ့ဗနေရလဲပေါ့နော်အဲဒီနေ့ကကျွန်တော်16ရက်ဖြစ်တယ်ပေါ့နော်16ရက်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီနေ့ဗီဒီယိုကိုကျွန်တော်တင်မှာအဲ ဆက်ရှိရနေကျွန်တော်ည9:00နာရီပေါ့နော်ည9:00နာရီခွဲပေါ့နော်ည9:00နာရီခွဲမှာတင်မှာဖြစ်တဲ့အတွက်ဒီနေရာမှာကျွန်တော်9:00နာရီအဲခွဲကိုနှိပ်ပြီးတော့ဒီမှာနောက်က AM နေရာမှာ PN ကိုပြောင်းလိုက် PN OK ပေးလိုက်ပြီဆိုရင်ကျွန်တော်အဲဒီတော့မေ18ပေါ့နော်မေ18 2025 9:00နာရီခွဲ PN မှာဒီဗီဒီယိုကိုကျွန်တော်တင်မယ်ဆိုပြီးတော့မှကျွန်တော်ရွေးပေးလိုက်ပါတယ်အဲ့ဒါကတော့ကျွန်တော်စကကျူးနေရာမှာအဲ့လိုထည့်ထားပြီးရင်တော့အဲကျွန်တော်အဲဒီဘယ်ဘက်ပေါ်တော့ငါမြားလေးနဲ့အပြင်ကိုပြန်ထွက်လိုက် ပြန်ထွက်ပြီးရင်လည်းအောက်မှာကျွန်တော်တို့ဒီမှာမလို့ schedule ဆိုပြီးတော့မှ May 17 2025ကိုးနိုင်ခွဲပြန်ဆိုပြီးပေါ်နေပြီဆိုလို့ရှိရင်ဒါအဲ့ဒီအချိန်မှာဒီဗီဒီယိုကိုတင်မယ်ဆိုတာကိုကျွန်တော်အောင်မြင်စွာရွေးပြီးသွားပြီးပြီးရင်တော့အဲ့အောက်ကကျွန်တော် monetization ဆိုတာရှိတယ်ဗောနော် okay အဲ့ဒီဟာကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြပါမယ်အဲ့ဒီ monetization ဆိုတာကတော့ကျွန်တော်ရဲ့ဒီ channel က monetization အောင်ပြီးသားမလို့ monetization ဆိုတဲ့ဟာလေးပေါ်တာဗောနော်မိတ်ဆွေတို့အနေနဲ့ကလည်း monetization ဆိုတာမပေါ်သေးဘူးဆိုလို့ရှိရင်လည်းမိတ်ဆွေတို့ရဲ့ဒီဟိုဟာဗောနော်ဒီဟိုဟာဒီ YouTube ဟိုဟာဗောနော်ကောင်က monetization မအောင်ထားသေးတာကြောင့်အဲ့လိုမ ပေါ်သေးတာဖြစ်ပါတယ်အဲ့ဒါအဲ့လိုမျိုးဟိုမအောင်သားဆိုလို့ရှိရင်တော့ဒီဟာလေးကပါမှာမဟုတ်သေးဘူးပေါ့နော်โอเคကျွန်တော်ကတော့ဒီနေရာမှာ monetization ကိုကျွန်တော်က on ပေးခဲ့မှသာလေကျွန်တော်ရဲ့ video တွေကပတ်စံဝင်มาဖြစ်တဲ့အတွက်ကျွန်တော်ကဒီနေရာကိုမဖြစ်မနေ on ပေးခဲ့ရတာပဲဖြစ်ပါတယ်ဒါဆိုရင်ရှင်းမှာသူကဒေါ်လာပုံစံလေးအစိမ်းလေးပြသွားပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ on ပါပေါ့နော်โอเคကျွန်တော်ပထမဆုံးတစ်ခုပြောထပ်ပြီးတော့ပြောချင်တာကကျွန်တော်ထပ်ပြီးတော့ပြောချင်တာက ဒီ thumbnail ထည့်တဲ့နေရာမှာကျွန်တော်တို့အခုမှစပြီးတော့ဖွင့်တယ် YouTube ဟိုပါဘောနော်ဒီ channel တွေဆိုလို့ရှိရင်တော့အဲ့ thumbnail ထည့်တဲ့နေရာမှာ verify လောက်ခိုင်းတယ်ဘောနော်ဖုန်းနံပါတ်နဲ့ verify လောက်ခိုင်းတယ်အဲအဲ့အဲ့ရဆိုတော့ verify လောက်ပြီးမှသာလဲအဲ့ thumbnail ပုံလေးတင်လို့ရမှာဖြစ်တယ်ဘောနော်အဲ့ဒါလေးကိုတော့ကျွန်တော်တို့အထူးကယူဆိုင်ဖို့လိုအပ်ပါတယ်အဲ့ဒါကတော့ကျွန်တော်မြန်မာဖုန်းနံပါတ်နဲ့အခုနောက်ပိုင်းတော့ကျွန်တော်လောက်လို့မရတော့လို့လို့ကျွန်တော်သိရတယ်အရင်ကျွန်တော်ရဲ့ဒီ account ကတော့ကျွန်တော်မြန်မာဖုန်းနံပါတ်နဲ့ပဲကျွန်တော်လောက်ထားတာအဲမြန်မာဖုန်းနံပါတ်နဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီတခြားဘောနော် MyTel တို့ Telinor တို့ Oi တို့နဲ့ပြောင်းပြီးတော့မှတစ်ခုမဟုတ်တစ်ခုစမ်းကြည့်ဘောနော်အဲရရမယ်လို့ကျွန်တော်က ော့ယူဆတယ်ဗောနော်โอเค monetization ဗောနော် monetization ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ orion တို့ဒီအဲဒီဗောနော် the no move for kid တို့ဗော not made for kid တို့ဗောကျွန်တော်ရွေးခဲ့ပြီးသား playlist တွေဒီပါလဲကျွန်တော်ရွေးခဲ့ပြီးသားဗောနော်ဒီ alert တက်တွေဗောဆိုလဲကျွန်တော် no ဆိုအောင်ကျွန်တော်ရှေ့က youtube မှာကျွန်တော်ရွေးခဲ့ပြီးသားမလို့အဲ့ဒီထိကျွန်တော်ဘာပြန်လို့ဆရာမလို့ဘူးအဲ့တော့ကျွန်တော်နောက်တစ်ထပ်ပြီးတော့လုတ်စီရတခုရှိတာကနောက်အောက်မှာ more option ဆိုတဲ့နေရာမှာအတက်ပေါ့နော် short missing ဆိုတဲ့ဟာရှိတယ်အဲ့တော့အဲ့ထဲကိုကျွန်တော်မဖြစ်မနေဝင်ပေးရပါမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီမှာပေါ့နော် attack ဆိုတဲ့နေရာမှာ မှာတက်ကီးတွေကိုကျွန်တော်တို့မဖြစ်မနေထည့်ပေးဖို့လိုအပ်တယ်ဗောနော်အဲ့တော့ကျွန်တော်ကအဲ့နေရာမှာအိုကေအဲ့နေရာမှာကျွန်တော်က hash ပေါ့နော်အဲ hash ကျွန်တော်က TikTok နဲ့ပတ်သက်တာဖြစ်တဲ့အတွက်အဲ TikTok one dia ke TikTok okay ပြီးရင်တော့ကျွန်တော်တို့အဲဒီအောက်အောက်ဆုံးညာဘက်အောက်ဆုံးကမြားလေးကိုနှိပ်လိုက်ရဲဒီမှာတော့ TikTok ဆိုတဲ့တစ်ခုရပြီပြီးရင်ကျွန်တော်ကအဲဒီမှာပေါ့နော်အဲ how to how to create ပေါ့နော် c r e a t how to create အဲပြီးရင် hash ပေါ့နော် how to okay โอเคมาบ่ไปဆိုရင်နောက်ကအမှားချက်လေးကိုပြန်နေပြန်ဖြတ်လို့ရတယ်โอเคအဲနောက်ပြီးတော့ကျွန်တော်ကဒီမှာပေါ့เนาะအဲဒီမှာ account တို့ TikTok ဒီမှာပေါ့เนาะဒီမှာ TikTok TikTok creator ပေါ့เนาะ โอเคခုလိုမျိုးလေးတွေကျွန်တော်တို့တက်ကီးလေးတွေကိုဒီဗီဒီယိုကိုဗီဒီယိုနဲ့ဆိုင်တဲ့တက်ကီးလေးတွေကိုကျွန်တော်တို့ဒီတက်ဆိုတဲ့နေရာမှာမဖြစ်မနေကျွန်တော်တို့ထည့်ဖို့လိုအပ်ပါတယ်။ဒါမှသာလဲကျွန်တော်တို့ဒီ viewer တွေကအဲဒီဘောနော TikTok လိုပါတော့အဲဒီမှာ how to create ဘာညာ share တဲ့ချိန်မှာအဲကျွန်တော်တို့ရဲ့တက်ကီးလေးတွေထည့်ထားတဲ့အတွက်အဲဒီ viewer တွေကကျွန်တော်တို့ရဲ့ဗီဒီယိုကို share ပြီးတော့မှ share တွေ့မှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်အဲ့ဒါမှာကျွန်တော်တို့ရဲ့ဗီဒီယိုဝင်ကြည့်ကြပါဘောနော်။ Okay အဲ့ဒီလိုမျိုးတွေတက်ထည့်ပြီးသွားပြီဆိုလို့ရှင်တော့ဒီအောက်ကဒီဟာတွေကတော့ကျွန်တော်တို့ဘာမှပြောင်းလဲစရာမလိုဘူး။အဲ Okay အဲ့ဒါဆိုလို့ရှင်တော့ကျွန်တော်တို့ဒီမှာ bell button အပေါ်တော့ကဘောနော်အပေါ်တော့ကဒီ များလေးနဲ့ကျွန်တော်တို့ဒီမှာတော့ပြန်ထွက်လိုက်ပြန်ထွက်ပြန်ထွက်ပြီးတော့မှဒါဆိုရင်ကျွန်တော်တို့ကအားလုံးပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ setting တွေအကုန်လုံးကျွန်တော်တို့ချိန်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ညာဘက်အပေါ်တော့ငါစိတ်ဆိုတာကိုကျွန်တော်တို့နှိမ့်လိုက်လို့ရပါပြီ Okay ဟုတ်ပြီဒါဆိုရင်ဒီမှာပေါ့နော်အဲကျွန်တော်တို့ရဲ့ဒီမှာအဲဟိုပါတော့ဒီဒီဂျပန်တက်တော့အကောင့်က okay ဒါဆိုလို့ရှိရင် ဒီမှာကျွန်တော်တစ်ချက်ဒီမှာပြပေးမယ်ဗောနော် okay အဲဒီမှာအဲဒီမှာကျွန်တော်တို့ရဲ့ဒီဒီဗီဒီယိုကဒီကျွန်တော်တို့ရဲ့ဒီ content ထဲကိုရောက်သွားပြီဗောနော်သူကဒီမှာကျွန်တော်အဲဒီမှာ May 17ရက်အဲဒီ2025 9နိုင်ခွဲမှာကျွန်တော်တင်မယ်လို့ပြောထားတာအဲအဲ့တော့ကျွန်တော်ကဒီကျွန်တော်ရဲ့ဒီဗီဒီယိုကအခုလက်ရှိအဲဒီ viewer တွေကကျွန်တော်မြင်ရသေးမှာမဟုတ်ဘူးဗောနော်ဒီည9နိုင်ခွဲမှာဒီဗီဒီယိုကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်9နိုင်10မိနစ်ပဲရှိသေးတယ်ဗောနော်အဲ okay အဲဒါဒါဆိုလို့ရှိရင်အဲဒီဗောနော်အရန်ကိုကျွန်တော်တို့ viewer တွေများပြီးတော့မှ subscribe တွေအများကြီးရတယ်အဲဒီ YouTube မှာဗီဒီယိုတစ်ပုဒ်ကိုစနစ်တရတင်နေ ီကိုကျွန်တော်ပြပြပေးခဲ့ပါတယ်ဖြစ်ပါတယ်အားလုံးပဲအသိအပြေရပါသည်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးနော်